် ARE တိုင်းတွင်းရှိမြို့နယ်ချို့မှာဇွန်လနောက်ဆုံးပတ်အတွင်းလူငယ်၁၀ဦးနဲ့အထက်ကိုအုပ်ချုပ်ရေးမှုတွေကကြိုတင်အသိပေးတာမရှိဘဲစစ်မှုထမ်းမှုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သတင်းရရှိပါရယ်။ပသိမ်မြောင်းမြကျုံမျော်ရေးကြီးနဲ့မူပင်မြို့နယ်တွေမှာလူငယ်တွေကိုတက်နဲ့အုပ်ချုပ်ရေးဖွဲ့တွေကကြိုတင်အကြောင်းကြားတာမရှိဘဲစစ်မှုထမ်းမှုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါရယ်။မြို့ပေါ်နေတဲ့သူထက်ဆိုင်ကျေးရွာမှာနေတဲ့သူတွေပါရာများတယ်။ အင်္ဂလာပီးစစ်မှုရန်ပါရီဆိုပြီးဝင်ဆွဲသွားကြတာလို့ဒေသခံတူက ARD Times ကိုပြောပါရယ်လက်ရှိမှာခေါ်ဆောင်ခံရသူလူငယ်တွေကိုမြို့နယ်တွေရှိစစ်ကောင်စီတပ်တွေတွင် ခေါ်ဆောင်ထားပြီးမိဘတွေနဲ့ဆက်သွယ်ခွင့်မပေးဘဲစစ်တင်နန်းဆင်းမှဆက်သွယ်ခွင့်ရမယ်လို့သိရပါရယ်စစ်ကောင်စီကရှေ့တန်းစစ်မျက်နှာပြင်ကိုပို့ဆောင်ဖို့အတွက် ARD တိုင်းပအဝင်တိုင်းနယ်ပြည်နယ်ချို့မှာလူငယ်တွေကိုအတမဝင်ရောက်ဖမ်းဆီးမှုတွေပုံမှုလုဆောင်နေတယ်လို့ဒေသခံပြည်သူတွေစီကသိရပါရယ်